တတိယကြိမ်မြန်မာရုရှားနှစ်နိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်ရုရှားရေတပ် Pacific Fleet မှစစ်ရေရင်၃စင်းရန်ကုန်မြို့သို့ရောက်ရှိလာကြောင်းသိရပါသည်။နိုဝင်ဘာလ၁ရက်နေ့ပိုင်းတွင်ရုရှားရေတပ် Pacific Fleet မှ Frigate စစ်ရေရင် ကော်ဗက်စီရင်နဲ့ထောက်ပံ့ရေးရင်တို့ဟာမြန်မာနိုင်ငံသို့တတိယအကြိမ်မြန်မာရုရှားနိုင်ငံရေးချောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရင်နဲ့ချစ်ချစ်ရေးခီးနယ်ပယ်ရန်ရန်ကုန်မြို့တိလဝါစီကဲတို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲ့လိုရောက်ရှိလာတဲ့ရုရှားရေတပ် Pacific Fleet မှာစစ်ရေရင်သုံးစင်းအားတပ်မတော်ရေးမှအရာရှိကြီးများအရာရှိစစ်သည်များမြန်မာနိုင်ငံသို့ချစ်ချစ်ရေးဖြီးရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ် OC ချုပ်ဒုတိယဗိုလ်ချုပ်ကြီးမြန်မာနိုင်ငံဆိုင်ရာရုရှားစစ်တမ်းမှုနဲ့တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြကြောင်းသိရပါတယ်။ အဆိုပါစစ်ရည်ရင်များတွင် အဖွဲ့ကောင်းဆောင်ဖြစ်ရုရှားရေတပ် Pacific Fleet မှကပ္ပတိန် UCB အရာရှိစစ်သည်များလိုက်ပါလာပြီးခီးစဉ်တွင်ရန်ကုန်မြို့ရှိအထင်ကြီးနေရာများသို့တောရောက်လေ့လာလည်ပတ်ခြင်းနိုင်ငံချစ်ချည်ရေးအကစားပြန်ဝင်များပြုလုပ်ခြင်းနှင့်စိတ်ကန်းအခြေပြုလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်